မင်္ဂလာပါ CV for you ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် CV for you ရဲ့ပြည်သက်များတော့ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားတဲ့ CV လေးကတော့2023ခုနှစ်တုန်းကစတင်ထုတ်လွှင့်ခဲ့တဲ့ The Last of Us TV series လေးပဲဖြစ်ပါတယ်ခင်ဗျဒီ TV series လေးမှာတော့ကျွန်တော်တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ Mandalorian series ရဲ့က Mando ဖြစ်တုံးဆောင်ထားခဲ့တဲ့ Main Knight Pedro Pascal ကအဓိကဇက်ကောင်ဖြစ်ပါဝင်တုံးဆောင်ပေးထားတယ်ဖြစ်ပါတယ်အစင်းလေးဖြစ်ပြီဆိုရင်တော့ The Last of Us season 1 episode 5 Anna is a Vigo စတင်လိုက်ကြပါစို့လား ။ဟုတ်ကဲ့ပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမယ်။ Siri for you ကရှိန်သူပဲဖြစ်ပါလိမ့်။ ဂျိုးကလည်းအဲလီခေါ်တန်းကြောင့်နိုးလာခဲ့ပြီးလူတယောက်ကအဲလီကိုတနက်နေ့ချိန်ထားတာကိုတွေ့လိုက်ရတယ်လို့သူတို့ကလည်းကလေးတယောက်ကတနက်နေ့ချိန်ထားပြီးတော့တိုးတိုးနေဖို့လက်ဟန်အမှုရနဲ့လှုပ်ပြနေတာတွေ့လိုက်ရပါတယ်ဒါပေမဲ့တော့ကန်ဆက်ပြည်နယ်အတွင်းဖက်ဒရယ်စစ်သားတွေနဲ့လွတ်လပ်ရေးအတွက်ဆန္ဒပြနေကြတဲ့ကန်ဆက်ပြည်သူတွေရှိနေခဲ့ပါတယ်ဖက်ဒရယ်စစ်တပ်ကိုကတလင်းကောင်းဆောင်နဲ့ကန်ဆက်ပြည်သူတွေကအနိုင်ယူလိုက်ပြီးဖက်ဒရယ်စစ်သားတွေကိုတပ်ဖြတ်ရိုက်နှက်ကအောင်ပွဲခံနေကြပါတယ်အနိုင်ရအဖွဲ့တွေဟာဂါဒစီနဲ့လက်ကဖက်ဒရယ်စစ်တပ်ကိုတရင်ပေးခဲ့တဲ့ကျန်းရပါဒလန်တွေကိုလိုက်လံဖမ်းဆီးနေတဲ့လမ်းလမ်းကြားဖို့အတွက်လိုက်လံပြောနေခဲ့ပါတယ် ။ဒါပေမဲ့မတော်အမောင်တနေရာမှာကက်သလင်းလိုက်ရှာနေခဲ့တဲ့ဟန်ရီနဲ့သားလေးဆမ်တို့ကကက်သလင်းတို့အုပ်စုရဲ့ကားတွေကိုရှောင်ပုံးနေနဲ့တွားနေကြရပါရီ။ဟန်ရီကဆမ်ကိုမကြောက်ဖို့လက်ဟန်မှုရနဲ့ပြောလိုက်ပြီးကားတွေထွက်သွားတဲ့အမြန်ပြေးသွားကြပါရီ။ကလရင်တို့ကတော့ကြံရပါသတင်းမီဒလန်တွေကိုဖမ်းမိထားခဲ့ပြီးတော့အင်းဒီချင်းတွေကိုဒီလိုသတင်းပေးပြီးတော့အစားတောက်တွေနဲ့လေးရတာပြောရလားလို့ပြောလိုက်ပါလေ။ကြံရပါတွေကလည်းခေါင်းငုံနေကြပြီးတော့မျက်နှာငယ်နဲ့ပဲကတရင်ပြောတာကိုနားထောင်နေရပါလေ။ကတရင်ကကြံရပါတွေကိုတခုပြန်လုပ်ပေးရမယ်လို့ဆိုတာ ဟင်နရီဘယ်မှာလဲလို့မေးလိုက်ပေမယ့်ဘသူမှပြန်ပြီးတော့မဖြေတာကြောင့်ကက်သရင်းကလည်းအကုန်လုံးတက်ပြုတ်ဖို့ပြောကာလှည့်ထွက်လာခဲ့ပါလိမ့်ကက်သရင်းအပြင်ရောက်ခါနီးမှဂျန်ယာပါလေးကယောက်ျားတစ်ယောက်ကကက်သလင်းအဖေဖိုးကြီးကဟင်နရီကိုတွားတွေ့မယ်လို့ပြောတဲ့အကြောင်းမျိုးတွေကတနေရာမှာပုံမဲ့အကြောင်းကက်သလင်းကိုပြောပြလိုက်ပါလိမ့်ကက်သလင်းကလည်းသူ့ဖွဲ့တွေကိုအခုချက်ချင်းမျိုးတွေကတိုင်အင်စီကိုရှာကြဖို့အမိန်ပေးလိုက်ပါလိမ့်ဘယ်ရီကအခုလေးတွင်လွတ်လပ်ရေးရထားအကြောင်းတခြားလုံစရာတွေအရင်လုပ်ဖို့ပြောပေမယ့်လေကက်သလင်းကဟင်နရီကိုရှာဖို့ကပထမဆုံးဦးစားပေးဖြစ်ကြောင်းပြန်ပြောလိုက်တာအကြောင်းဘယ်ရီကလည်းလက်ခံလိုက်ရပါလိမ့် ဘယ်ကကြိုင်ရပါတွေကိုဘယ်လိုလုပ်မလဲလို့မေးတဲ့အခါမှာကလင်းငါတက်ပြဖို့ပြောလိုက်ပါတယ်။တနည်းအားမှာတော့ဟင်လီနဲ့ဆမ်ကဒမီတလက်နဲ့ပုံစံရနေရာတစ်ခုစီကိုလာခဲ့ပါတယ်။ကလင်းအဖေဘိုးကြီးကဟင်လီတို့ကိုလာခေါ်ကထက်ကိုတစ်ခုမှပုံနေဖို့အတွက်နေရာပေးခဲ့ပါတယ်။အဲနောက်တော့ဟင်လီတို့အတွက်စီတိုဘူးနဲ့အသီးကြောက်တွေကိုစက်တရက်စာပေးခဲ့ပြီးလက်နဲ့တစ်ခုလည်းပေးကအစားအသောက်တွေပြက်လက်နေပြီဖြစ်ကြောင်းအဖိုးရပြောလိုက်ပါတယ်။ဟင်ရီကဒီမှာကြာကြာမနေပဲဥမင်လှန်ကောင်းတွေကနေခိုးထွက်ကထွက်ပြေးมาဖြစ်ကြောင်းပြောလိုက်ပါလိအဖိုးကြီးကထွက်မပြေးပဲဒီမှာပဲအသေးခံမှုပြောပေမဲ့ ဟင်ဒရီကရောင်းနီလန်းရှာပြီးထွက်မယ်လို့ပြောကသူသားဆမ်ကိုလှမ်းကြည့်လိုက်ပါ ರಿ ဆမ်ကတော့သူ့လက်ပင်းမှာဆွဲထားတဲ့စာရေးလို့ရတဲ့ဗုံးပြားလေးကိုထုတ်ကရှောက်ချင်နေခဲ့ပါ ರಿ အဲဒီနောက်ဟင်ဒရီကဆန်အနာရောက်လာပြီးလမ်းမူရနယ်ပြကစူပါဆမ်လို့ခေါ်လိုက်ပါ ರಿ ဆမ်ကအဖိုးကြီးကိုလက်ညှိုးထိုးကဘာရီပြောခဲ့ရလဲလို့ဟင်ဒရီကိုပြန်မေးလိုက်ပါ ರಿ ဟင်ဒရီကဒီမှာလုံယုံနေကြအောင်ဘယ်သူမှရှာတွေ့မှာမဟုတ်တဲ့အကြောင်းစာရီကိုပြောခဲ့တာဖြစ်ကြအောင်ပြောပြလိုက်ပါ ರಿ ဟင်ဒရီကဆန်ကိုသူ့ကိုကြည့်ဖို့ပြောလိုက်ပြီးသူကြောက်နေတဲ့ပုံစံပေါက်လာလို့မေးလိုက်ပါ ರಿ ဆမ်ကပခုံးတို့မြရင်ဟင်းရီကိုကြည့်ခဲ့ပါရီဟင်းရီကလည်းဆမ်ကိုသူတို့အတွက်ပြဿနာတစ်ခုကဒီနေရာကရုပ်ဆိုးနေရဲလို့ပြောကဆမ်ကိုရောင်းစုံခဲရံနေထည့်ထားတဲ့အထုပ်လေးကိုပေးလိုက်ပါရီဆမ်လည်းပျော်သွားပြီးရောင်းစုံခဲရံတဲ့ဆောင်ဟင်းရီကိုပေးကသူတို့ခုယူပြီးတော့နိုင်ငံမှာအတူတူပုံဆွဲကြပါဦးလေဇေယျကြပြီးတော့နောက်မှာတော့စူပါမန်ရုပ်လေးဆွဲထားတဲ့အခန်းရဲ့ပတင်းပေါက်ကနေပြီးတော့ဟင်းရီကအပြင်ကိုလှမ်းကြည့်နေခဲ့ပြီးအဖိုးကြီးပြန်လာကိုစောင့်နေခဲ့ပါရီအဲဒီအချိန်ဆမ်ကဟင်းရီကိုဗိုက်စာကြောင်လှမ်းပြောကတဘူးပဲကျန်တော့တဲ့စီတူဘူးကိုစားချင်ကြောင်ပြောလိုက်ပါရီ ဟင်ရီကလည်းခဏနေမှစားဖို့ပြောလိုက်တာကြောင့်ဆမ်ကလည်းပုံဆက်ပြီးတော့ဆွေးနွေးခဲ့ပါတယ်။တနေ့လုံးကြာပြီးတဲ့နောက်မှာဆမ်ကဘိုက်စာနေပြီဖြစ်တာကြောင့်အဖိုးကြီးဘယ်တော့ပြန်လာမှလဲလို့ဟင်ရီကိုထပ်မေးလိုက်ပါတယ်။ဟင်ရီကစားစရာရှားတာခက်ခဲတာကြောင့်ကြာနေရလို့ပြန်ပြောလိုက်ပါတယ်။ဆမ်ကအဖိုးကြီးကပြန်လာတော့မှမဟုတ်ဘူးလားလို့ဟင်ရီကိုမေးတဲ့အခါမှာဟင်ရီကလည်းဒေချာမသိတာကြောင့်တွေးဝေနေခဲ့ပါတယ်။ဒါပေမဲ့ဆမ်ဂျင်းနဲ့အောင်တော့လာမှာပါလို့ပြန်ဖြေလိုက်ပါတယ်။ညဘက်ရောက်လာပြီမဲ့အဖိုးကြီးကပြန်ရောက်မလာခဲ့တာကြောင့်မနက်လေးနဲ့အခါမှာတော့ဟင်ရီကဆမ်ကိုထားဖို့ပြောလိုက်ပါတယ်။ စားစရာမရှိတော့တာကြောင့်ဒီကနေထွက်သွားရမယ့်အကြောင်းလဲဆမ်ကိုပြောလိုက်ပါတယ်။ဆမ်ကအဖိုးကြီးကိုသူတို့တက်လိုက်တာလားလို့မေးတာကြောင့်ဟင်နရီကလည်းဖြစ်နိုင်ကြောင်းပြန်ပြောလိုက်တဲ့အခါမှာဆမ်ကဟင်နရီကိုဖတ်ထားလိုက်ပါတယ်။ဟင်နရီကဆမ်ဖတ်တာတော့နယံကဆွဲထားတဲ့စူပါမန်ပုံလေးတွေကိုကြည့်ရင်းနဲ့အတွေ့တစ်ခုရသွားကဆမ်ရဲ့မျက်နှာကိုစင်းတဲ့တုပ်ကစူပါမန်လှုပ်ပေးလိုက်ပါတယ်။ဆမ်လည်းပျော်သွားပြီးတော့ခဏကြာမှတော့နှစ်ယောက်သားကထွက်ပြေးဖို့လှုပ်ကြပါတယ်။သူတို့ထွက်သွားကနေမှတနက်ပြက်ကတ်တန်နေကြားလိုက်ရအောင်ဟင်နရီကလည်းချောင်းကြည့်လိုက်တဲ့အခါမှာဂျိုးရီရဲ့ကားကိုတနက်နဲ့ဝိုင်းပစ်နေရတာကိုတွေ့လိုက်ရပါတယ်။ ဂျိုးကလည်းတနတ်သမားတွေကိုပြစ်တက်လိုက်နိုင်တာကိုတွေးလိုက်ရပြီးအကြံတစ်ခုရသွားခဲ့ပါရီညာဘက်ရောက်တဲ့အခါမှာတော့ဂျိုးတို့အိမ်ကြီးရနေရာကိုလိုက်လာပြီးတော့ဖန်ခွဲစားတွေကိုအတန်မထွက်အောင်နင်းနေအဲလီကိုတနတ်နဲ့ချိန်ထားလိုက်ပါရီဂျိုးကလည်းအဲလီခေါ်တဲ့ကြောင့်နိုးလာခဲ့ပြီးတော့သူ့ကိုတနတ်နဲ့ချိန်ထားတဲ့ဆန်ကိုကြည့်တဲ့အခါမှာတော့ဟင်ရီကသူ့ကိုသာကြည့်ဖို့လမ်းပြောလိုက်ပြီးတော့ဂျိုးတို့ကိုဘာမှမလုပ်ဖဲနဲ့ကူညီချင်တာကြောင့်တနတ်ချလိုက်ရင်သူတို့ကိုဘာမှပြန်မလုပ်ဖို့တောင်းဆိုလိုက်ပါရီဂျိုးကလည်းသဘောတူလိုက်တာကြောင့်ဟင်ရီကဆမ်ကိုဒီလူတွေကိုယုံလို့ရမယ်ကြောင်းလက်ဟန်မူရာနဲ့လှမ်းပြောလိုက်ပါရီ ဂျိုးနဲ့အဲလီကလည်းဟင်နရီကိုကြည့်နေခဲ့ပြီးတော့အကဲခတ်နေလိုက်ကြပါသည်ဟင်နရီနဲ့ဆန်ကလည်းဂျိုးတို့ကိုတခုခုကြမ်းစီယာနဲ့ပြစ်မယ်လို့ချင်းချောက်လိုက်ပြီးတော့လက်နက်ချလိုက်ရင်းနဲ့ကက်သလင်းတို့ရှာနေတဲ့အထဲမှာဂျိုးတို့ကိုဒူရီယာလိုက်နေပြီလို့ဟင်နရီကပြောလိုက်ပါသည်အရင်နောက်တော့မီးအိမ်လေးထုံးက၄ယောက်သားဝိုင်းထိုင်ကြပြီးတော့အစားစားနေကြပါသည်ဟင်နရီကစားနေနဲ့ဒါရီကဘရရလဲဆိုပြီးတော့ဂျိုးတို့ကိုမေးလိုက်ပါသည်အဲလီယာဘေးစီယာရတာဖြစ်ပြီးတော့အခုတော့တည်သွားပြီလို့ပြန်ပြောလိုက်ပါရီဂျိုးဟာကြံသေးတဲ့မုံတွေကိုဆန့်အောင်ပေးတဲ့အခါမှာတော့ဆမ်က လန်ဟန်မူယာနဲ့ဂျိုးကိုကျေးဇူးတင်ကြောင်းဟင်နရီကိုပြောခိုင်းလိုက်ပါရီအဲနောက်ဂျိုးကလည်းသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးတော့အချင်းချင်းကူညီသွားကြဖို့ပြောလိုက်ပါရီဟင်နရီကမနဲ့လင်းထွက်လန်းရှာမဲ့ဂျိုးရဲ့အစီအစဉ်ကိုသိရကြောင်းမလို့သူကလမ်းပြပေးမယ်လို့ပြောလိုက်ပါရီမနေ့ရောက်တဲ့အခါမှာတော့ဟင်နရီနဲ့ဂျိုးကမြို့ကိုကြည့်ရင်းနဲ့ဟင်နရီကအရင်တော့ကကန်ဆက်ဟာဖက်ဒရယ်စစ်သားတွေကရိုင်းဆိုင်ပြီးတော့ပြည်သူတွေကိုနှိပ်စက်ခဲ့တာနှစ်၂၀ရှိပြီဖြစ်တာကြောင်းမလို့လူတွေကအခွင့်အရေးနဲ့ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်းပြောပြခဲ့ပါရီဂျိုးကဟင်နရီကိုဖက်ဒရယ်ကမဟုတ်ရင်ဘာလဲလို့မေးတဲ့အခါမှာတော့ဟင်နရီက အားလုံးထက်ပိုဆိုးရဲကြံရပါလို့ပြောလိုက်ပါတယ်။ဂျိုးကအံဩသွားပြီးတော့ကြံရပါရင်လည်းအလုံးမလုပ်ဘူးလို့ပြန်ပြောတဲ့အခါမှာတော့ဟယ်ရီကလောရမှာပဲလို့ပြောကဒီမျိုးကြောင့်တူးတည်ပြီးတော့ဂျိုးကမသိရာကြောင့်သူကလွန်အောင်ကူညီပေးနိုင်ကြောင်ပြောလိုက်ပါတယ်။အဲဒါနဲ့ဂျိုးကလေငါတို့ဘာကြောင့်ကူညီရလဲလို့ထပ်ပြီးတော့မေးတဲ့အခါမှာတော့ဟင်ရီကဂျိုးရဲ့လူတက်တဲ့ပုံစံကိုသဘောကျတာဖြစ်ကြောင်းသူကတော့တခါမှလူမတက်ဘူးရာကြောင့်ဂျိုးတို့ကိုတနက်နေ့ချိန်ထားခဲ့ရတော့မှသူ့ရဲ့ပထမဆုံးအကြမ်းဖက်မှုဖြစ်ကြောင်းဒါကြောင့်သူကလမ်းမြပြီးတော့ဂျိုးတို့ကိုလမ်းရှင်းပေးဖို့ပြောလိုက်ပါတယ် ဂျိုးကလည်းဟင်ရီကိုစိုက်ကြည့်လိုက်ပြီးတော့ခဏကြာမှတော့အနောက်ကနေအလီနက်ဆန်တို့နှစ်ယောက်စီကနေပြီးတော့ရောရွှေရီမောနေတဲ့အတန်ကိုကြားလိုက်ရကြအောင်နှစ်ယောက်သားလှည့်ကြည့်လိုက်ကြပါရီဟင်ရီကတော့ဒီလိုမျိုးရေမောနေတဲ့အတန်မျိုးမကြားရတာကြားပြီးဖြစ်ကြအောင်ပြောလိုက်ပါရီနောက်တော့ဂျိုးကဒီကနေဘလို့ထွက်ကြမလဲလို့မေးလိုက်ပါရီဟင်ရီကဆာရွက်တရွက်မှာလမ်းပုံစံတစ်ခုကိုဆွဲပြလိုက်ပြီးတော့ကက်သလင်းတို့အဖွဲ့ရဲ့တက်တွေကအလဲမှာရှိတာကြောင့်ဘေးကနေဖြတ်သွားရမှာဖြစ်ပြီးတော့အနာကမြင်လဲအလွဲကူမိသွားနိုင်တဲ့အကြောင်းပြောလိုက်ပါရီဂျိုးကဘလို့ဖြတ်သွားမှာလဲလို့ထပ်ပြီးတော့မေးတဲ့အခါမှာဟင်ရီက ဆမ်ကိုလမ်းခေါ်ကဘလို့ဖြတ်မလဲလို့မေးလိုက်ပါရီဆမ်ကသူစာရေးတဲ့ကပြားလေးမှာဥမင်လိုင်ကောင်းလေးကိုရေးပြလိုက်ပါရီဟင်နရီကဂျိုးရိုကိုဥမင်နေရတဏီယာနဲ့တဏီယာဆက်ဆက်နေတာကြောင့်မလို့ဖြတ်သွားပြီးတော့လွတ်နိုင်နေတဲ့အကြောင်းအစီအစဉ်ကိုပြောပြလိုက်ပါရီအဲနောက်တော့ဟင်နရီကဒီမျိုးကတခုခုထူးဆန်းနေတာကိုသတိမထားမိဘူးလားဆိုပြီးတော့ဂျိုးရိုကိုပြောပြလိုက်ပါရီအဲလီကကူးဆက်ခံမှုကောင်းနေမရှိရလားလို့ပြောလိုက်တဲ့အခါမှာဟင်နရီကကူးဆက်ခံနေရမရှိတာမဟုတ်ဘဲနဲ့မြေပေါ်မှာသာမရှိတာဖြစ်ပြီးတော့ လွန်ခဲ့တဲ့15နှစ်တည်းကဖက်ဒရာတွေကမြေအောက်ကိုမောင်းထုတ်ထားတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဂျိုးကမြေအောက်ထဲမှာကူးဆက်ခံနေရှိရင်တောင်မှဥမင်တွေကဖျက်ဖို့လုပ်နေရလားဆိုပြီးတော့ဟင်ရီကိုပြောတဲ့အခါမှာတော့ဟင်ရီကလူတိုင်းကဥမင်တွေမှာရှိနေလို့ထင်ကြအောင်မလို့ဘယ်သူမှမသွားကြကြောင်းပြောကအမန်တကယ်ကဘာမှမရှိကြအောင်ဂျိုးကိုပြောပြလိုက်ပါတယ်။ဂျိုးကလည်းဟင်ရီကိုမင်းအဲ့ဒီကိုသွားဘူးလားလို့မေးတဲ့အခါမှာတော့ဟင်ရီကမသွားဘူးပြင်မဲ့ဖက်ဒရာစစ်သားတယောက်ပြောခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီကဘယ်တော့မှပြောခဲ့ရလဲဆိုပြီးတော့မေးတဲ့အခါမှာ လွန်ခဲ့တဲ့၃နှစ်ကဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဂျိုးဟာဟင်နရီပြောနေတာကမဖြစ်နိုင်ကြောင်းခေါင်းခါနေလိုက်တာကြောင့်ဟင်နရီကလည်းတကောင်တကောင်တော့ရှိနေနိုင်ပြီးတော့ဒီလောက်ကိုတော့ဂျိုးဟာရှင်းရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဂျိုးဟာပို့ပြီးတော့ရှိနေခဲ့ရင်ရောဘယ်လိုလုပ်မှလဲလို့ပြန်မိလာပါတယ်။အဲလီဟာလင်းတို့လိုပဲမမြင်နိုင်တဲ့အကောင်တွေရောရှိလားလို့ဟင်နရီကိုမေးတဲ့အခါမှာတော့ဟင်နရီကအဲ့လိုအကောင်တွေတွေ့ခဲ့တာတော့မှအသက်ရှင်နေခဲ့သေးကြောင်းအားတက်အောင်ပြောလိုက်ပါတယ်။ဂျိုးဟာဟင်နရီရဲ့အစီအစဉ်ကိုသိပြီးတော့သဘောမကျအကြောင်းဒေါသထွက်သွားပါတယ်။ Henry ကတော့ဒါကသူ့ရဲ့မြကန်တော်တို့အစီအစဉ်တစ်ခုသာဖြစ်ပြီးတော့ဒီနီးတလမ်းပဲရှိကြောင်းပြောပြခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Sam က Henry တို့ကိုဂျိုးတို့ဘာတွေပြောနေရလဲလို့လှမ်းပေးလိုက်ပါတယ်။ Henry က Sam ကိုပြုံးပြကဂျိုးတို့ကလွတ်အောင်ကူညီပေးမယ်ကြောင်းလှမ်းပြောလိုက်ရင်ဂျိုးတို့ကိုကြည့်ကအတီးပြူးချက်လှမ်းယူလိုက်ပါတယ်။အဲလီကဂျိုးရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ဂျိုးကလည်းမတက်တာပဲနဲ့လက်ခံလိုက်ရပါတယ်။အဲဒီနောက်မှာတော့၄ယောက်သာထွက်လာခဲ့ကြပြီးဂျိုးကလူမမြင်အောင်အရင်သွားရမယ်လို့ပြောလိုက်တာကြောင့် Henry ကနေရာတစ်ခုတည်းကိုလမ်းညွန်ခေါ်လာခဲ့ပါတယ်။ အထဲကိုတော့ဓမီတယောက်တည်းနဲ့ဝင်လာခဲ့ကြပြီးတော့ဂျိုးဟာအဲလီကိုတနက်ထုတ်ထားဖို့ပြောတဲ့ခါမှာတော့အဲလီကဂျိုးကိုပြုံးပြရင်းနဲ့အင်ကြီးတွေကတနက်ကိုဆွဲထုတ်လိုက်ပါတယ်။ဂျိုးကလည်းအဲလီကသူပြောလို့ရေထဲကိုတနက်မထည့်ထားတာကိုသိလိုက်ရပြီးတော့စိတ်ပြတ်တဲ့ပုံစံနဲ့အရှိရနေပြီးတော့အရင်ဥအောင်သွားလိုက်ပါတယ်။အဲဒီနောက်တော့ဥမေနဲ့ကဖြတ်ဖို့လုပ်တဲ့ခါမှာဟင်နရီကဓမီနဲ့အရှိကိုထိုးကြည့်ကကူးဆက်ခံနေမရှိရာကြောင့်သူ့အစီအစဉ်အဆင်ပြေလို့ပြောလိုက်ပါတယ်။ဂျိုးကလည်းအခုမှဒီကိုရောက်တာ20စက္ကန့်ပဲရှိသေးတာကြောင့်မလို့ဘာမှမသိသေးနိုင်ကြောင်းဟင်နရီကိုပြောလိုက်ပါတယ်။ ဟင်ရီကလည်းအဲလီဖေကိုဂျိုးလို့ထင်ပြီးတော့အဲလီကိုဂျိုးကအစိုးမင်းဝါရီသမားဖေပဲလို့ပြောလိုက်ပါလေဂျိုးနှစ်ယောက်စလုံးကတားပါရီမဟုတ်ကြောင်းတမ်းပြန်ညင်လိုက်တာကြောင့်ဟင်ရီကလည်းဘာမှမပြောနိုင်မင်းနဲ့ကြောင်ကြည့်နေလိုက်ရပါလေသူတို့ကဆက်သွွားကြရင်လည်းတနေ့အရောက်မှာတော့နေရာမှာစီးချေထားတဲ့ပုံလေးတွေတွေ့လိုက်ရပြီးတော့တကားတစ်ခုလည်းတွေ့လိုက်ရပါလေစင်မကသဘောကျကတကားကိုသွားဖွှေးမှုလုပ်တဲ့အခါမှာတော့အန်နီရဲ့များတာကြောင့်ဂျိုးကဝင်တားလိုက်ရပြီးသူရင်ဝင်မှုလုပ်ပါလေအခန်းထဲဝင်လိုက်တဲ့အခါမှာတော့အခန်းဟာနေရာစီးချေထားရုပ်တွေနဲ့ပြည့်နေပြီးတော့အရင်ကကလေးတွေနေကြတဲ့အခန်းပဲဖြစ်ခဲ့ပါလေ ဂျိုးဟာအရင်ကဒီလိုနေရာကြီးအကြောင်းကြားဘူးတယ်လို့ဆိုကာကူးဆက်မှုတွေစားဖြစ်တဲ့ချိန်လူရီယာဒီလိုနေရာမှာခိုးလုံခဲ့ကြပြီးတော့စည်းကမ်းမလိုက်နာအောင်ကူးဆက်သူတွေဖြတ်သွားလောက်ပြီလို့ပြောပြနေခဲ့ပါတယ်။အဲဒီနဲ့ဆမ်ကတော့ကစားစရာရုပ်တွေနဲ့စာအုပ်တွေကိုတွေ့ရအောင်အတူတူထိုင်ဆုံးနေခဲ့ကြပြီးတော့ပျော်ရွှင်နေခဲ့ကြပါတယ်။ဂျိုးနဲ့ဟင်နရီကအဲလီနဲ့ဆမ်တို့ဆုံးနေအောင်ကြည့်ရင်လည်းစကားပြောနေကြပါတယ်။ဂျိုးဟာဟင်နရီကဆမ်ကိုစောင်းရှောက်ဖို့အတွက်ကြံရပါလုပ်ခဲ့တာဆိုရင်ရက်ဆက်ရကြပါပေမဲ့ခွင့်မလွတ်နိုင်စရာမရှိကြောင်းပြောလိုက်ပါတယ်။ဟင်နရီက သူလူမတက်ဘူးဘူးဆိုတာအမှန်တော့မဟုတ်ပေမဲ့အတိအကျလည်းမဟုတ်တဲ့အကြောင်းစကားဆားလိုက်ပါရီအမဂျိုးကလည်းစိတ်ဝင်စားသွားပြီးတော့ဟင်ရီပြောတာကိုစက်နာထောင်နေလိုက်ပါရီဟင်ရီကဟိုးရင်တော့ငါအရန်တော်ပြီးတော့အမြဲတမ်းခွင့်လွတ်ပေးတတ်တဲ့လူတစ်ယောက်ရှိခဲ့ကြောင်းနဲ့ဒီနေ့မှာတော့ဆမ်ကသွေးကင်စာဖြစ်ကနေမကောင်းဖြစ်လာခဲ့တာကြောင့်ဖက်ဒရာကလူတွေစီမှာသာအဲ့ဒီဆီယာရှိခဲ့ပြီးတော့ဖက်ဒရာကလူတွေကလည်းတရင်ကြီးကြီးတစ်ခုပေးရင်စီးပြီးမယ်လို့ဟင်ရီကိုကန်လန်းခဲ့တာကြောင့်ဟင်ရီကလည်းတအားအောင်ချစ်တဲ့စိတ်နဲ့မတက်နိုင်ဘဲနဲ့သူပြောခဲ့တဲ့အရန်တော်တဲ့လူ ကန်ဆက်မျိုးရဲ့ဒေါ်လိုင်းခေါင်းဆောင်ကက်သလင်းရဲ့အကိုဖြစ်သူကိုသတင်းပေးခဲ့လိုက်မိကြောင်းဂျိုးပြောပြလိုက်ပါတယ်ဟင်ရီကသူ့ကိုယ်သူလူစိုးတယောက်ဖြစ်ကြောင်းပြောရင်းနဲ့ဂျိုးလည်းပဲအဲလီရဲ့အဖေရင်းတယောက်မဟုတ်ပေမဲ့အရင်ကအဖေတယောက်ဖြစ်ခဲ့ဘူးလိမ့်မယ်လို့ထင်တာကြောင်းနားလည်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်ဂျိုးကလည်းခဏတာတွေးနေခဲ့ပြီးတဲ့နောက်မှာတော့ဒီမှာစောင့်နေရကြပြီဖြစ်တာကြောင့်ဆက်သွားကြဖို့တက်ပြောလိုက်ပါတယ်ဒါပေမဲ့ဒေါ်လိုင်းသမားတွေကဟင်ရီတို့ကိုရှာဖွေခဲ့ပြီးတော့ကက်သလင်းကတော့အကိုဖြစ်သူနဲ့အတူတူကြီးပင်းခဲ့တဲ့အခန်းထဲမှာနေကပစ္စည်းတွေကိုကြည့်ရင်းနဲ့သူ့ကိုယ်ကိုသတိရနေခဲ့ပါတယ် အဲဒီချိန်မှာပေရီကဝင်လာခဲ့ပြီးတော့တရင်ကဘာမှမထူးခြားကြောင်းပြောလာခဲ့ပါတယ်။ကက်သလင်းကအရင်ကကြီးပင်းခဲ့တဲ့အခန်းကိုပြန်လာဘူးလားလို့ပေရီကိုမေးလိုက်ပါတယ်။ပေရီကယဉ်ရင်နဲ့မိုင်းနေရာလောက်မှာရှိတာကြောင်းမလို့မရောက်ဘူးကြောင်းပြောလိုက်ပါတယ်။ကက်သလင်းကတော့ငယ်ကသူ့ကိုပြောခဲ့တဲ့စကားလေးတွေကိုပေရီကိုပြန်ပြောပြရင်ဝမ်းနေနေခဲ့ပါတယ်။သူဟာသူ့ကိုလောက်စိတ်ထားမလားခဲ့ပေမဲ့သူ့ကိုကတော့ဟင်နရီကိုမတက်ဘဲခွင့်လွှတ်နိုင်မှာဖြစ်တဲ့အကြောင်းလေးပြောပြခဲ့ပါတယ်။ကက်သလင်းကတော့သူ့ကိုကဟင်နရီကိုခွင့်လွှတ်ပြီးတော့ထောင်ထဲမှာတည်သွားခဲ့တာကတရားမမျှတကြောင်း ဘယ်ရီကိုပြောနေခဲ့ပါရီဘယ်ရီကတော့ကက်သလင်းရဲ့အကိုကိုအားလုံးကချစ်ကြပေမဲ့အရာအားလုံးပြောင်းလဲသွားအောင်လုပ်နိုင်တာကကက်သလင်းသာဖြစ်တာအကြောင်းမလို့အားလုံးကကက်သလင်းရဲ့ဘက်မှာပဲဖြစ်ကြအောင်အားပေးလိုက်ပါရီတပတ်မှာတော့ဂျိုးရိုးကလည်းဥမယံနဲ့ထွက်လာခဲ့ကြပြီးတော့လမ်းပေါ်တနေရာကိုတိတ်တဆိတ်ရှောက်လာခဲ့ကြပါရီဆမ်ကဓမီမထူရတဲ့အကြောင်းကိုဟင်နရီကိုမေးနေရကြအောင်ဟင်နရီကလည်းလူတွေမတွေ့နိုင်အောင်လို့ဖြစ်ကြအောင်ပြန်ပြောလိုက်ပါရီဆမ်ကဒီမှာဘသူမှမရှိကြအောင်ဟင်နရီကိုပြောတဲ့အခါမှာတော့ဟင်နရီကသူ့အစီအစဉ်အဆင်ပြေတာကြောင့်ဘသူမှမရှိကြအောင်ဂျိုးကြောင့်អော်ပြောလိုက်ပါရီ ိုးဟာဟင်နရီကိုလေကြီးရဲလို့ပြန်ပြောရင်းနဲ့အဲလီကတော့ဒီကနေလွတ်ရင်ဝိုင်ယိုမင်းပြည်နယ်ကိုသွားမှာဖြစ်ကြောင်းဟင်နရီကိုပြောပြလိုက်ပါတယ်။ဂျိုးဟာအဲလီကိုလှမ်းကြည့်လိုက်တာကြောင့်အဲလီကလည်းလူနှစ်ယောက်လောက်ထပ်ပြီးတော့နေလို့ရမှာဖြစ်သေးကြောင်းဂျိုးကိုပြန်ပြောလိုက်ပါတယ်။ဟင်နရီကတော့ဒါရီပြီးသွားရင်အချင်းချင်းနှုတ်ဆက်ပြီးတော့ကိုလန်းကိုသွားကြမယ်ကြောင်းပြောလိုက်တာကြောင့်အဲလီကဟင်နရီကိုမကြခင်မှာစိတ်ပြောင်းသွားမှာတည်ကြောင်းဂျိုးကိုပြောလိုက်ပါတယ်။တို့ချင်းချင်းအနာကက်အကြောင်းပြောနေကြတော့မှအပေါ်ကနေတရက်နဲ့လမ်းပြတာကိုခံလိုက်ရပါတယ်ဂျိုးတို့ကလည်းကားရီကြားထဲမှာအမြန်ကာဝယ်ယူလိုက်ရပြီးတော့ ဟင်ရီတို့သားဖားကလည်းလမ်းပြက်ပြီးတော့ထွက်ပြေးဖို့လုံကြပြီးမဲ့တနက်ကထက်ပြီးတော့ပြစ်တာအကြောင်းမလို့ကြောက်ကြောက်နေပဲဂျိုးတို့အနာကိုပြန်လှည့်လာပါရီဂျိုးကအဲလီကိုဘဲမှမသွားဘဲနဲ့ကားနာပါနေဖို့မှားလိုက်ပြီးတော့ပြစ်နေတဲ့တနက်သမားစီကိုအနောက်ကနေပတ်သွားမယ်အကြောင်းပြောပြလိုက်ပါရီအဲနောက်ဂျိုးကတနက်သမားရှိတဲ့အိမ်ထဲကိုအနောက်ကနေခိုးဝင်လာခဲ့ပြီးတော့တနက်သမားကိုတွေ့တဲ့အခါမှာတော့အဖိုးကြီးတယောက်ဖြစ်နေခဲ့ပါရီဂျိုးကအဖိုးကြီးကိုလက်နဲ့ချဖို့ပြောလိုက်ပြီးမဲ့မချအကြောင်းမလို့ပြစ်တက်လိုက်ရပါရီအဲနောက်တော့အဖိုးကြီးရဲ့စကားပြောဆက်ကနေကက်သလင်းရဲ့အတန်းကထွက်လာပြီးတော့ ကတလင်းကအယ်လီရိုစီကိုလာနေပြီဖြစ်ကြောင်းဂျိုးဟာတည်သွားခဲ့ပါရီဂျိုးဟာအယ်လီရိုကိုပြေးဖို့လမ်းအော်ပြောရင်းနဲ့ကတလင်းတို့ကအပေါ်ကနေလမ်းပစ်ပေးနေခဲ့ပါရီအယ်လီရိုကလည်းပြေးနေရင်းကတလင်းရဲ့ဂေါ်ပါတဲ့ကားကြီးဟာအယ်လီနောက်ကိုအမိလိုက်လာခဲ့ပါရီဂျိုးကလည်းအပေါ်ကနေပြစ်ပေးနေရကနေတနက်ကြံဖြစ်ခဲ့ပါရီအယ်လီကထွက်ပြေးနေရင်းသူ့တနက်နဲ့ကားကိုလှည့်ပစ်နေခဲ့ပေမဲ့အကြီးစန်းကုံသွားခဲ့ပါရီအဲဒီမှာပဲဂျိုးရဲ့တနက်ကလည်းပြန်ပြီးတော့အဆင်ပြေသွားခဲ့တာကြောင့် driver ကိုမှန်အောင်ပြစ်လိုက်နိုင်ပြီးတော့ကားကလည်းအိမ်တစ်ခုကိုဝင်တိုက်မိကမှောက်ပြီးတော့ပောက်ကွဲသွားခဲ့ပါရီ အဲလီလဲလဲသွားခဲ့ပြီးတော့ခဏကြာမှာတော့ဟင်နရီတို့ကအဲလီကိုအမြန်ဆွဲခေါ်ကကားနောက်ကိုဝင်ပုန်းလိုက်ကြပါလိမ့်။ဂျိုးကတော့အပေါ်ကနေအဲလီတို့ကိုအဆင်ပြေမပြေကိုစောင့်ကြည့်နေခဲ့ရပါလိမ့်။အဲဒီနောက်ကက်သလင်းတို့လည်းထွက်လာခဲ့ကြပြီးတော့ဟင်နရီကိုအရှိထွက်လာခဲ့ဖို့ပြောနေပါလိမ့်။ဟင်နရီတယောက်တွေးဝင်နေခဲ့ပြီးခဏကြာမှာတော့သူထွက်လာခဲ့မယ်လို့ပြောကကလေးတွေကိုတော့လှုပ်ပေးဖို့ကက်သလင်းကိုတောင်းဆိုလိုက်ပါလိမ့်။ကက်သလင်းကငင်းလိုက်ပြီးတော့အဲလီကိုတော့သူ့လူတွေကိုတက်လိုက်တဲ့ဂျိုးနဲ့အတူတူပါလာကြောင်းမလှုပ်ပေးနိုင်ကြောင်းပြောလိုက်ပါလိမ့်။ဟင်နရီကလည်းစံအောင်လည်းမတတ်ဖို့ပြောပြီးမြဲ ကလေးကတော့ကလေးလေးတင်နိုင်ကြောင်းလက်မခံမင်းနဲ့ခက်ပြက်ပြက်ပြန်ပြောလိုက်ပါရီ။ဒါကြောင့်ဟင်နရီကအဲလီကိုဆမ်ကိုခေါ်ကာထွက်ပြေးခိုင်းလိုက်ပါရီ။သူကကက်သလင်းရှေ့ကိုထွက်လာခဲ့ပြီးတော့အပြစ်ခံမှုလုပ်လိုက်ပါရီ။ကက်သလင်းကဟင်နရီကိုဒီလိုပဲအဆုံးသတ်ရမှာပဲလို့ဆိုကာတနက်ပြစ်ဖို့လုပ်လိုက်တဲ့အချိန်မှာပဲအနောက်ကပေါက်ကွဲမီးလောင်ထားတဲ့ကားကြီးကရုတ်တရက်မြေကြီးရဲကိုနှိဝင်သွားပြီးတော့ကျွင်းဖြစ်သွားပါရီ။အားလုံးကလည်းကြောက်လန့်သွားကြပြီးတော့ငူအောင်နေများအရာကျင်းထဲကနေမြေပေါ်ကိုအလူရတက်လာကြပါရီ။ငူအောင်နေကိုတနက်နဲ့ဝိုင်းပြီးတော့ပြစ်နေကြတော့ဟင်နရီကလည်းအဲလီနဲ့ဆမ်တို့စီကိုပြန်လာကထွက်ပြေးဖို့လုပ်ပါရီ။ အဲလီတို့ထွက်ပြေးလို့ရအောင်လို့ဂျိုးကလည်းအပေါ်ကနေပြီးတော့တနက်နဲ့လှမ်းပစ်ပေးနေခဲ့ပါတယ်။ပြေးနေကြရင်လည်းအဲလီကတိုက်မိပြီးတော့လဲကြသွားတာကြောင့်ဟင်ရီတို့နဲ့လူကွဲသွားခဲ့ပါတယ်။အဲလီကလည်းကားတစ်ခုတည်းကိုဝင်ပေါ်မှလုံနေတယ်လို့ဂျိုးကလည်းအဲလီပြေးတဲ့လမ်းကမှိုကောင်တွေကိုအဝေးကလှမ်းပစ်ပေးနေနဲ့ကူညီပေးနေခဲ့ပါတယ်။ပယ်ရီနဲ့ကက်လင်းကလည်းတိုက်ခိုက်ရင်နဲ့ထွက်ပြေးဖို့လုံနေတဲ့ချိန်ဂျင်းကအီယာမမှိုကောင်ကြီးတက်လာတာကိုတွေ့လိုက်ရပါတယ်။ဘယ်ရီယာမှိုကောင်ကြီးကိုတနက်နဲ့လှမ်းပစ်နေခဲ့ပေမဲ့ဂျင်းမတိုးဘဲနဲ့ဖြစ်နေခဲ့ပါတယ်။ အဲအကြောင်းပေရီကကက်သလင်းကိုနောက်လဲမကြည့်ပဲထွက်သွားဖို့ပြောလိုက်ပြီးတော့မှုကောင်ကိုတနက်နဲ့ဆက်ပြီးတော့ပြစ်ခတ်နေခဲ့ပါရီကက်သလင်းကထွက်ပြေးလိုက်ပြီးတော့ပေရီကတော့မှုကောင်ကြီးရဲ့လက်ချက်နဲ့တေးဆုံးသွားခဲ့ပါရီအဲလီပုံနေခဲ့တဲ့ကားလေးကိုမှုကောင်တကောင်ရောက်လာပြီးတော့အဲလီကိုတိုက်ခိုက်ဖို့လုပ်ပါရီဂျိုးကအဲ့ဒါကိုတွေ့သွားခဲ့ပြီးတော့လှမ်းပြစ်နေခဲ့ပေမဲ့မတိပဲနဲ့မှုကောင်ဟာအဲလီစီကိုလိုက်လာခဲ့ပါရီအဲလီကကားပေါ်ကဆင်းပြေးလိုက်ပြီးနောက်တော့ကားအုပ်ထဲကဟင်နွေနဲ့ဆမ်နုစီကိုမှုကောင်တွေကတိုက်ခိုက်နေရအောင်တွေးလိုက်ရတာကြောင့်မလို့သွားခဲ့ဖို့ပြင်လိုက်ပါရီအဲလီဟာ ဂျိုးကအပေါ်ကနေလှမ်းပစ်ကူပေးနေအောင်တိတာကြောင်အရေးစုံပြီးတော့ဟင်နရီရိုစီကိုသွားလိုက်ပါတယ်။အဲနောက်တော့အယ်လီကဟင်နရီရိုအနီးကမှုကောင်းတွေကိုဓားနဲ့ထိုးတက်လိုက်ပြီးတော့တကောင်တော့ဂျိုးကလှမ်းပစ်ပေးနေအကူညီရလိုက်ပါတယ်။မှုကောင်းတွေရှဲသွားတာကြောင့်မလို့ဟင်နရီရိုကအတူတူထွက်ပြေးနေတဲ့ကက်လင်းရောက်လာပြီးတော့တနက်တဲ့ချိန်ကမသွားဖို့တားလိုက်ပါတယ်။အဲအချိန်ကက်လင်းရဲ့နောက်ကမှုကောင်းတကောင်ပေါ်လာခဲ့ပြီးတော့ကက်လင်းကိုတိုက်ခိုက်ပါဦးတယ်။အဲနောက်တော့ဂျိုးကရောက်လာခဲ့ပြီးတော့အယ်လီတို့ခေါ်ကအတူတူထွက်ပြေးသွားကြပါတယ်။ ကန်းစံမျိုးကြီးမှလည်းရိုးတဲတဲဖြစ်ခဲ့ကဂျင်းတွေကနေလည်းကူးဆက်ခံမှုကောင်းနေအများကြီးထွက်လာကြပါလိမ့်။ဂျိုးနဲ့ဟင်ရီကတော့အခန်းတစ်ခုထဲမှာထိုင်နေခဲ့ကြပြီးအဲလီကတော့ဆမ်ကိုအိမ်ခန်းထဲမှာစာအုပ်ဖတ်ပြနေခဲ့ပါလိမ့်။ဟင်ရီကကလေးတွေအဆင်ပြေကြမယ်ထင်လားဆိုပြီးတော့လှမ်းမေးလိုက်တာကြောင့်ဂျိုးကလည်းအဆင်ပြေမယ်ထင်ကြောင်းပြန်ဖြေလိုက်ပါလိမ့်။အဲလီနဲ့ဆမ်တို့ကတော့ဖတ်နေတဲ့စာအုပ်ကြောင်းကိုပြောကတောင်းနေတယောက်ဟာသလုံးနေခဲ့ကြပါလိမ့်။ခဏကြာမှာတော့ဂျိုးကဝိုင်ယိုမင်းပြည်နယ်ကိုလမ်းလျှောက်သွားမှာကြောင်းဟင်ရီကိုလိုက်ချင်လားလို့စကားဆလိုက်ပါလိမ့်။ဟင်ရီက ဆမ်လည်းအပေါ်ရတာဗောလို့ပြောကလိုက်ခဲ့ဖို့သဘောတူလိုက်ပါတယ်။ဟေရီကဆမ်ကိုမနေ့ကျပြောပြပြီးတော့နေသည့်ဘဝအသစ်စားဖို့လုံတော်မယ်အကြောင်းဂျိုးကိုထပ်ပြောပြလိုက်ပါတယ်။အဲနောက်ဟင်ရီကအဲလီတို့စီလာခဲ့ပြီးတော့ဆမ်ကိုအိတ်ဖို့ကြောင်ပြောကအခန်းတကာပိတ်သွားလိုက်ပါတယ်။ဆမ်ကလည်းအိတ်ဖို့လုံးလိုက်ပြီးတော့အဲလီကဆမ်ကိုပြန်ထခိုင်းကစားဥဆက်ဖက်ပြီးဖို့လုပ်ပါတယ်။ဆမ်ကသူစာရေးပြတဲ့ကပြားလေးပေါ်မှာစာရေးပြီးတော့ဘာလို့မကြောက်တာလဲလို့မေးလိုက်ပါတယ်။အဲလီကတစ်ချိန်လုံးကြောက်နေခဲ့တဲ့အကြောင်းပြန်ရေးပြခဲ့ပေမဲ့ဆမ်ကမယုံတာကြောင့်အဲလီက နောက်ဆုံးမှတယောက်တည်းဖြစ်နေခဲ့မှာအကြောက်ဆုံးပဲလို့ဆမ်ကိုစာရေးပြီးတော့ထပ်ပြခဲ့ပါရီ။အဲဒီနောက်ဆမ်မျိုးလို့မိတဲ့ခါမှာတော့ဆမ်ကထူးထူးဆန်းဆန်းတစ်ခုပြန်ပြောခဲ့ပါရီ။ဇာတ်ရဲမှာဆမ်ကမူကောင်ဖြစ်ပြောင်းလဲသွားရင်အထဲမှာကိုစိတ်ကြံနေသေးရဲ့လားလို့အဲလီကိုမေးလိုက်ပါရီ။အဲလီကအံ့ဩသွားပြီးတော့ဆမ်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ဆမ်မြေခြေောက်မှာအကိုက်ခံထားတာတွေ့လိုက်ပါရီ။အဲလီလည်းဘာလို့အမှန်မသိဖြစ်သွားပြီးတော့သူ့ရဲ့သွေးကဆေးဖြစ်တာကြောင့်မလို့စိတ်မပူဖို့ဆမ်ကိုစာရေးပြလိုက်ပြီးတော့သူ့ရဲ့လက်ကိုဓားနဲ့ခွဲကသွေးတွေကိုဆမ်မြေခြေောက်ကကိုက်ရပါဘို့တုပ်ပေးလိုက်ပါရီ။ ဆမ်ကသူ့နောက်မှာမအေးပဲတညာလုံးနိုးနေပြီးဘို့အဲလီကိုတောင်းဆိုလိုက်တာကြောင့်အဲလီကလည်းဂရီပေးလိုက်ပါရီအဲဒီနောက်တောင်းတဲ့တယောက်ဖတ်လိုက်ကြရင်လေအဲလီကတော့ဝိုင်းနေနေခဲ့ပါရီမနေ့ရက်တဲ့အခါမှာတော့အဲလီဟာထိုင်ကုန်းမှာထိုင်ကအိပ်ပျော်နေရကနေနိုးလာခဲ့ပြီးတော့ဆမ်ကပဒင်းပေါက်ကိုကြည့်ကထိုင်နေခဲ့တာကြောင့်သွားခေါ်လိုက်ချိန်မှာဆမ်ဟာမှုကောင်ဖြစ်ပြောင်းလဲနေပြီးတော့အဲလီကိုတိုက်ခိုက်ပါရီဂျိုးကလည်းအခန်းထဲကအတန်ကြောင့်လန်နိုးသွားခဲ့ပြီးအဲလီတယောက်အခန်းထဲကနေပြေးထွက်လာခဲ့တယ်လို့ဆမ်ကတိုက်ခိုက်နေရကိုလည်းတွေ့သွားခဲ့ပါရီ အဲအကြောင်တနက်ကိုကောက်ကင်လိုက်မလို့လုံနေတော့မှာဟင်ရီကတနက်ကိုအမြန်ပြေးကောက်လိုက်ပြီးဂျိုးကိုတနက်နဲ့ထိန်ထားလိုက်ကဆမ်ကိုဘာမှမလုပ်ဖို့တားလိုက်ပါလေတပတ်မှလည်းအဲလီကိုဆမ်ကအတင်းတိုက်ခိုက်နေရကြအောင်ကျမ်းမြမအော်ဟစ်နေခဲ့ပြီးဟင်ရီလည်းဘာလို့မှမသိဖြစ်ကဆမ်ကိုတနက်နဲ့ပြတ်တက်လိုက်မိပါ ore နောက်တော့ဟင်ရီကတနက်ကိုဂျိုးကိုပြန်ချိန်ထားရင်းနဲ့ဘာလို့လို့လုံးမိလိုက်မှမသိကြောင်တောင်ဖြစ်နေခဲ့ပါလေဂျိုးဟာဟင်ရီကိုတနက်ကိုသူ့ကိုပေးကစိတ်လျှော့ဖို့ပြောနေခဲ့ပေမဲ့ဟင်ရီကတော့တည်သွားတဲ့ဆမ်ကိုကြည့်လိုက်ဂျိုးကိုကြည့်လိုက်နဲ့ကြောင်တောင်ဖြစ်သွားခဲ့ပြီးတော့ ူ့ကိုယ်သူတနက်နေ့ပြက်ကအဆုံးစီရင်သွားပါတော့တယ်ခဏတာဖြစ်ပြက်သွားတဲ့အချိန်လေးကြောင့်မလို့အယ်လီတယောက်လည်းလမ်းငါငိုနေခဲ့မိပြီးခဏကြာမှတော့ဂျိုးနဲ့အယ်လီတို့နှစ်ယောက်ကဟင်နရီတို့သားဖကို မြေမြုပ်ပေးနေခဲ့ပါတယ်အယ်လီကဂျိုးရဲ့ဂျာကင်နဲ့လွဲကိုယူလာပေးခဲ့ပြီးဆမ်ကိုမြုပ်ထားခဲ့တဲ့နေရာမှာဆမ်ရဲ့စာရေးတဲ့ကပြားလေးကိုထားခဲ့လိုက်ပါတယ်အဲ့နောက်ဂျိုးကိုအနောက်ဘက်ကဘေဘက်လေလို့မေးလိုက်ပြီးတော့ဂျိုးကလည်းအယ်လီကိုညွှန်ပြလိုက်တာကြောင့်အရှိကနေအရင်ထွက်သွားခဲ့ပါတယ်ဂျိုးကလည်းကပြားလေးတွေကစာကိုလှမ်းပြီးတော့ဖတ်ကြည့်တဲ့အခါမှာတော့ တောင်းပန်ပါတယ်လို့အဲလီယာဆမ်အတွက်ရေးထားတာကိုတွေ့လိုက်ရပါတယ်။အဲနောက်အဲလီကအဝေးကနေရက်နေနဲ့ဂျိုးကိုသွားကြမယ်လို့လမ်းခေါ်လိုက်တာကြောင့်ဂျိုးကလည်းလွဲကိုလွဲကအဲလီစီကိုရှောက်သွားလိုက်ပြီးတော့ဂန်းဆန်မျိုးကနေအတူတူရှောက်ထွက်သွားလိုက်တဲ့အချိန်လေးမှာပဲ The Last of Us Season 1ရဲ့ Episode 5လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါရုပ်ရှင်စကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap တင်ဆက်ပေးမှမလို့ကျွန်တော်တို့ရဲ့ ZD Follow Channel လေးကိုလည်း like and subscribe လေးလှူထားပေးထားကြပါအောင်ခင်ဗျ။အားပေးကြတဲ့ပရိသတ်များလေးစိတ်ကြမ်းပါခြင်းနဲ့ကိုယ့်ရဲ့ချမ်းသာခြင်းများပြည့်စုံတော့မူကြပါစေလို့ ဇီရီဖော်ရဲ့ဝိုင်းတော်သားများကစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးနေကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ